တော့အိမ်နောင်တဲ့အမျိုးသားတွေအနေနဲ့ကြတော့လေလေကျမအကူတို့ရောမောင်လေးတွေရောပေါ့တရားကျွန်တော်တို့တဲ့အသက်အများကြီးကြီးတဲ့အန်ဂယ်ရောပေါ့နော်တော်တော်များများပါပဲဒီ sex ကိစ္စနဲ့ပတ်သက်ပြီးလို့ရှိရင်ယောက်ျားတဘာဝအရာယောက်ျားတွေရဲ့သဘောတည် sex ကိုเนาะကျွန်တော်တို့မိန်းကလေးဥယီများများနဲ့သူတို့အတူတူနေရတော့စိုက်တယ်အဲ့အတွက်လည်းသူတို့အားထုတ်ကြတယ်ပေါ့နော်မှန်တယ်ဒါကတဘာဝပဲကျွန်တော်တို့နားလေတယ်ဒါပေမဲ့ကျွန်မပြောပြမယ်နော် ဲ့တော့ဒီ sex ကိစ္စဆိုတာကလေဘယ်မင်းမှမင်းကလေးဥယီဘလောက်ပဲပြောင်းသွားပြောင်းသွားပေါ့နော်တကယ်တကယ်တည်းနောက်ဆုံးပေါ့နော်ကိုရတဲ့ feeling က the same feeling ပဲ feeling ကအတူတူပါပဲအနေချင်းလေးတော့ကွာချင်းခွာမှာပေါ့နော်ဒါပေမဲ့ကျမပြောချင်တာကလေကျမတို့ဒီယောက်ျားတွေဒီအရွယ်ရှိနေတော့ပေါ့ ရွယ်ကောင်းရွယ်ကောင်းကျမတို့အသက်ရွယ်လေးရှိနေသေးတယ်အလုပ်တွေလုပ်နိုင်နေတယ်ပတ်စံကြီးအရန်ဝင်နေတယ်ပြောချင်တော့စွမ်းဆောင်နိုင်တဲ့အခြေအနေရှိနေတုန်းကတော့မပြောတာဘူးသိလားရှင်တော့အကိုတို့မောင်တို့ဆက်ဟိုဘောနော်ရှင်တို့တွေဘသူနဲ့ပဲမိန်းကလေးပဲနှစ်ယောက်နဲ့ပဲသွားပြီးမှအေးအေးဒါအဲ့ချိန်မှာတော့ပြဿနာမဟုတ်သေးဘူးဘယ်အချိန်ကိုစဉ်းစားရမလဲဆိုရင်ရှင်တို့တွေကိုတကယ်အိုလာတဲ့အချိန်မှာနော်အိုလာတဲ့အချိန်မှာဘသူနဲ့အတူတူနေမှာလဲကြိုးစဉ်းစားထား လူဆိုတာအချိန်တန်ဦးလာမှာဦးပြီးနာလာမယ်နာပြီးရင်တရမယ်ဒါလူတိုင်းကြုံရတဲ့ကိစ္စပဲအဲ့ကကြတော့ကိုဦးလာတဲ့အချိန်မှာเนาะရှင်တို့ဘယ်သူနဲ့နေချင်တာလဲခုမယားကြီးနဲ့နေချင်တာလားဒုတိယမယားနဲ့နေချင်တာလားတတိယမယားနဲ့နေချင်တာလားရှင်တို့သိကြတဲ့အဲ့အချိန်မှာရွေးချယ်ပြီးဘယ်မင်းမကငါ့ကိုချင်နာယူရမှုပေးမဲ့သူဖြစ်မလဲဘယ်မင်းမကအနစ်နာခံမလဲဆိုတာရှင်တို့အဲ့ကြမှာစစဉ်းစားမှာအဲ့ချိန်ကြလို့ရှင်ကိုလုတ်ခဲ့တဲ့ကိုရဲ့မိုက်ပစ်တီကြောင့်မို့ နော်တင်ကြတယ်ကို့နားမှာကို့ကိုအနစ်နာခံပြီးမှနေပေးမဲ့မိန်းမတွေရှိမှမဟုတ်တော့ဘူးရှင်တို့ပပလီမဲ့မိန်းကလေးတွေပဲကျွန်တော်မယ်အဲ့ဒါတစ်ချက်တတိထားနော်ကျွန်မပြောပြမယ်အိမ်အောင်ရေးမှာ နော်အိမ်အောင်ရေးမှာအိမ်အောင်ရေးဖောက်ပြန်မှုတွေကိုအချိန်ကြအချိန်ချင်းအခါခါပြုတ်တဲ့ယောက်ျားတွေကဘဝနေဝင်ချိန်တွေမှာ ကန်ဆူရဲနော်တတောင်တတာနဲ့မအူရဘူးတတောင်တတာနဲ့မနာရဘူးတတောင်တတာနဲ့မတေရဘူးဒီလောက်သားသမီးတွေကလည်းအချီညိုပြက်တယ်သားသမီးတွေကလည်းလေးစားမှုလျော့တယ်ဖေအေပေါ်မှာအဲ့တော့ကျမတို့ကကိုယ့်ရဲ့တည်င်ကစိတ်ရပေါ့နော်ตาရမှုလေးအတွက်ကိုစိတ်တီကိုအရင်ကြီးအလိုမလိုက်ပါနဲ့ကျမပြောချင်တော့ကထားပါတော့တခြားအမျိုးသမီးတယောက်နဲ့ထပ်ပြီးမှနော်ဆက်စကိစ္စထပ်ပြီးမှပတ်သက်ခြင်းလေးဆိုရင် သွားမယ်သွားရင်ကိုယ့်ကိုမတိအောင်သွားနော်မတိအောင်သွားကိုယ့်ကိစ္စလေးကိုကိုပီ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 ရီရီနဲ့တခါတည်း clear ဖြစ်အောင် ရှင်းရှင်းလင်းလင်းလုပ်ခဲ့ဆက်ပြီးမနှွေနဲ့ကျွန်မပြောချင်တာနော်တကယ်လို့မဟုတ်ဘူးကို့အိမ်ကကို့မိမကိုအိမ်ကို့ပါရှိတဲ့အိမ်ကမိမအဖွားကြီးကိုပေါ့နော်ဒီမိမကြီးကိုနားနေလဲအရန်ဘူးလို့အိမ်တော်ကြီးကလည်းဘလို့မှညှိနှိုင်းလို့မရလို့ဘလို့မှလည်းမตายရတော့လို့ဘလို့မှလည်းအဆင်မပြေတော့လို့ဆိုရင်လေတိတိကျကျနားလည်အောင်ပြောပြီးမှလမ်းခွဲကြရမှာပဲ ်မိမတွေကလည်းအဲ့လိုပြောလို့ရှိရင်လမ်းခွဲရတဲ့တတိရှိရမှာပဲလမ်းခွဲပြီးမှကိုလိုချင်တဲ့နောက်ထပ်ဘွားတစ်ခုထပ်ပြီးမှသွားတိဆောက်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျမတို့ကနောက်ထပ်ဒုတိယမိန်းကလေးကိုလည်းယူနိုင်လားဆိုလို့ရှိရင်လည်းမယူနိုင်ဘူးပထမမယားကြီးကိုလည်းကွာမပေးနိုင်ဘူးဆိုလို့ရှိရင်ကျတော့ရှင်တို့မတရားရကြတယ်မတရားရကြတယ်နော်အဲ့တော့ခါကျတော့ရှင်တို့တကယ့်ဘဝနေဝင်ချင်းတွေရောက်လို့ရှိရင်အဲ့ကြရင်နောက်ထပ်တွေအရင်ရမယ်ဒီလား เนาะအဲ့ချိန်မှာချက်ချင်းပြစ်တာစစ်မှန်တာဒီမရှိနိုင်တော့ဘူးအားလုံးမှာ나ကြီးချက်တွေနဲ့စိတ်ဒဏ်ရာတွေနဲ့ရှင်တို့အရေးကြုံလာလို့ရှင်ဘာလုပ်မလဲอืมရှင်တို့ပြောရမယ်ဆိုလို့ရှင်ဒီရှင်တို့လုပ်ခဲ့တဲ့အဖြစ်တွေကိုပြောပြီးတော့မှပြန်ပြန်ပြီးမှ나ကြီးအောင်လုပ်မှဒီမိမတွေကလေအဲ့တော့တေချာလေး ဟိုဘုံနောက်လေးနဲ့အေချာစဉ်းစားဆင်ခြင်ပြီးမှပဲကျမကဒီပေါ့နော်လိင်အပြောပါလိုက်စားတဲ့ကိစ္စလေးတွေကိုတတိထားစီခြင်းနဲ့မလုံနဲ့မပေါ့လုတ်ပေါ့လုတ်တယ်ဆိုပြီးမှလည်းစွတ်ပြောသလိုတည်တည်ကြကြနော်ရှင်းရှင်းလင်းလင်းနဲ့ clear ဖြစ်အောင်လုပ်ဒုတိယနေရာမှာရှိတဲ့ main ကလေးတွေကလည်းအလုတ်ကိုအလုတ်လိုပဲသဘောထားသူများအိမ်တော်တွေယောက်ျားကိုတွားပြီးမှအဲဇုတ်အတင်း မလိုချင်တဲ့အပိုင်နေမြူချင်ပါနဲ့ဒါဘယ်သူမှမကောင်းတဲ့ကိစ္စဘယ်သူမှစိတ်မချမ်းသာမဲ့ကိစ္စလေးဖြစ်တယ်လीเนาะအဲ့တော့အကူတို့တွေเนาะမောင်လေးတို့တွေဒါလေးတွေကိုသတိထားပါ စီးလေးတွေစောင့်ပါเนาะကိုစောင့်ထရမယ့်ကြည့်ဝင်ကလေးတွေကိုလေးစားပါဒါမှအိမ်တော်ကြီးကကျွန်တော်တို့တာယာမယ်ကိုဖြစ်ချင်တဲ့လေးတွေကိုကိုမိမကိုလည်းရိုးသားပွင့်လင်းစာနဲ့ပုံပုံလေးတိုင်ပြီးဆွေးနွေးကြပါဒါမှပဲအဆင်ပြေတဲ့ပေါ်ရကြမယ်လीเนาะ